ရှင်အရှင် F ကအာချင်းပြည်သူလူထုကနေပေါက်ဖွာလာတဲ့တတ်မလို့မဟုတ်ဘူးကျွန်တော်တို့ချင်းပြည်သူလူထုကနေပြီးခမဟာလာဒီမွေးဖွာမွေးဖွာပြေးလိုက်တဲ့ချင်းအမျိုးသားအမျိုးသားတတ်မလို့ချင်းမျိုးသားတတ်မလို့မဟုတ်ဘူးအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုဖိုင်လေးတစ်ခုကိုကျွန်တော်ပြန်ပြီးခမလုပ်ထားပါဗီဒီယိုဖိုင်လေးကတော့အတီက CNA CNF ကိုအတီကဦးတည်ထားတာဖြစ်ပါတယ် ချင်းပြည်နယ်မှာချင်းပြည်နယ်ရဲ့အရေးကိုကျွန်တော်တို့ပြောပြီးဆိုလို့ရှိရင်အစမှပြောရင်လည်း CIA ကပါလာတယ်ပါလာပြန်တယ်အစုံခလေရောက်ရင်လည်း CIA CIA ပဲပါလာပြန်တယ်အစုံအထီရောက်ရင်လည်း CIA ပဲပါလာပြန်တယ်ဆိုတော့ပြောလိုက်တဲ့စကားစကားတိုင်းမှာလူတိုင်းရဲ့ပတ်စပ်ဖြားတိုင်းမှာဒီ CIA CIA အကြောင်းတွေကြီးရခုချင်းမှာထွက်လာဆိုတော့ဘာဖြစ်လို့ဒီလိုမျိုးလူတိုင်းရဲ့ပတ်စပ်ဖြားပုံမှာအခုချိန်မှာ CIA CIA ကထွက်ထွက်လာတယ်လဲဆိုတာကိုကျွန်တော်တို့ အာပြန်ပြီးခမအကုန်လုံးကတုံးတက်ကြရအောင်ပါ CNA CNF အနေနဲ့လည်းပြန်ပြီးခမတုံးတက်ကြပါဆိုတော့ဒီကနေ့ကျွန်တော်လူရင်းတော်ရှင်းနေကျွန်တော် CNA CNF ကတိကဦးတည်ပြီးခမပြောချင်တာက CNA CNF အနေနဲ့လူကြီးတွေအနေနဲ့ခမရတို့တကယ်ပဲချင်းလူမျိုးကိုတကယ်ချစ်တယ်ချင်းပြည်နယ်ကိုတကယ်ချစ်တယ်ချင်းပြည်နယ်ကိုတကယ်ပဲလွတ်မြောက်စေချင်တယ်လွတ်မြောက်တဲ့နေမြေဖြစ်ချင်တယ်ဆိုလို့ရှိရင် ရှင်အေရှန် FLG ဒီအနေနဲ့ဒီဒေါ်လာရေးကာလမှာချင်းပြည်နယ်မှာခမားတို့လက်ရှိခမားတို့ထိမ့်သိမ်းထားတဲ့နေမည်ရှိမယ်လက်ရှိထိမ့်သိမ်းဖို့ရအတွက်စူးစမ်းနေတဲ့ထန်တလာနဲ့ဟာခါရှိတယ်ဆိုတော့ CNCF အနေနဲ့ဒီဒေါ်လာရေးကာလတခုမှာခမားတို့ထိမ့်သိမ်းပြီးသားတဲ့ဒီ နေနေဒီမှာခမရတော့ဒီချာလေးစိုးမိုးပြီးခမနေထိုင်နေထိုင်ပြီးတော့ဒီစတန်ဒလာနဲ့ဟာခါကိုလည်းခမရတော့ဒီခမရတော့ကြွေးကြူထားတဲ့2020နဲ့9ခုနှစ်မှာစစ်ကောင်စီကင်းရှင်းရမယ်ဆိုပြီးခမခမရတော့ကြွေးကြူထားတဲ့အတိုင်းခမရတော့လွတ်မြောက်ဒီခမရတော့ထိန်းချုပ်ထားတဲ့နေမြေမှာနေထိုင်ပြီးတော့မှတန်ဒလာနဲ့ဟာခါကိုခမရတော့2020 9ခုနှစ်မှာလွတ်မြောက်အောင်ကြိုးစားပြီးတော့မှခမရတော့တက်ခတ်ကြပါ ခန္တလန်နဲ့ဟာခါကိုလွတ်မြောက်အောင်စူးစမ်းကြပါအဲ့ဒီစူးစမ်းတဲ့အချိန်မှလည်းခမရတို့ထိမ့်သိမ်းထားတဲ့ဒီနေမြေတီတအဒီမှာပဲခမရတို့နေပြီးတော့မှခမရတို့ဒီခန္တလန်နဲ့ဟာခါကိုအာအပြိတထိမ့်သိမ်းနိုင်ဖို့ရန်စူးစမ်းကြပါဒီတိုလ်ဟိုင်းရေးကာလမှာဒီလူဒီ CPD ကနေပြီးတော့မှသူတို့ထိမ့်သိမ်းထားတဲ့နေမြေတိမ့်ပိုက်ပြီးထားတဲ့နေမြေတချို့ရဲ့အခုလက်ရှိ ဂျန်ဂျန်နဲ့ဒီတီးတင်တစ်ခုကိုတို့တိုက်ဖို့ဒီ2025ခုနှစ်မှာဒီတီးတင်အပြည့်အစစ်တိုက်ပြီးတော့မှတို့ထင်းတင်းထားတဲ့နယ်မြေကို2025မှာအပြည့်တပ်ဖို့တို့စ조사နေပါတယ်အဲ့ဒီ조사နေတဲ့အချိန်မှာလဲတို့ထင်းတင်းထားတဲ့တင်းပိုက်ထားတဲ့နယ်မြေမှာနေထိုင်ပြီးတော့မှတို့ထင်းတင်းထားတဲ့တင်းပိုက်ထားတဲ့ဒီမြို့တွေကိုကာကွယ်ပြီးတော့မှတို့ AC နေကြတယ်ဆိုတော့ တီတိုလာရေးကာလမှာ CNA CNF အနေနဲ့အတိကပြောချင်တဲ့စကားကဘာလဲဆိုလို့ရှိရင်တီတိုလာရေးကာလမှာအခု CPD ဆိုလို့ရှိရင်ငါးနယ်မြေငါးမြို့ကိုသူတို့တင်ချပြသားဖြစ်တယ်အဲ့ဒီတင်ချပြတဲ့နေရာမှာအဲ့ဒီမြို့ကိုကာကွယ်ဖို့ရအတွက်မြို့ကာကွယ်ရေးတပ်တွေရှိတယ်မင်းတမတူပြီးကမ်ဘလက်ဟာလာတော့စစတဲ့ဖြစ်ပေါ်အဲ့ ဒီဘာလဲဒီတစ်ခုဘာလဲကျွန်တော်မေ့နေတယ်ဒီဖလန်ဒီတင်လာလို့ရှိရင်ဒီတင်လဲဒီတင်မှာလဲအဲ့လိုသူတို့မြို့ကာကွယ်ရေးတပ်တွေ CDA CPD ရှိလိမ့်မယ်ဆိုတော့ CNA CNF အနေနဲ့ပြောချင်တာကဒီတော်လှန်ရေးကာလမှာအစိုးရကပြောတယ်လို့မျိုးခင်ဗျားတို့ထိမ့်သိမ်းထားတဲ့နေရာမှာနေပြီးတော့မှထိမ့်သိမ်းဖို့ရန်ကြံနေတဲ့ထန်တလန်ဟာခါကိုခင်ဗျားတို့တိမ်ဖို့ရတဲ့ကြိုးစားပြီးတော့နေထိုင်ကြပါဒီအချိန်မှာခင်ဗျားတို့ CNA CNF အနေနဲ့ လူပေါင်း350 60 90တရာအုတ်လိုက်ကြီးနဲ့ခမားတို့က CBD ထင်းထင်းထားတဲ့နေရာဒီမှာခမားတို့အုတ်လိုက်နဲ့ဟိုဝင်ဒီဝင်မဝင်ကြပါနဲ့ခမားတို့တွားနေတဲ့ဝင်နေတဲ့ဒီ CBD ထင်းထင်းထားတဲ့နေမြေဒီမှာခမားတို့ဝင်လို့ရှိရင်ခမားတို့အဲ့ဒီဝင်နေနေရာဒီမှာကမြို့အုတ်ချူကြီးနဲ့ကာကွယ်ရေးတပ်တွေရှိတယ်ဆိုတော့ခမားတို့ကလူအုတ်အုတ်လိုက်ကြီးနဲ့ သူများမြို့တွေမှာဒီ CPD တိတ်ထိမ့်သိမ့်ပြီးထားတဲ့မြို့တွေမှာခမရတော့ဝင်လို့ရှိရင်ဒီမြို့ကာကွယ်ရေး CPD CPD မြို့ကာကွယ်ရေးတပ်တွေရှိတဲ့အခါကျတော့ခမရတို့ကသူတို့နဲ့ပြစ်တရားကြီးတက်လာတယ်ငယ်ဟိုဖက်မှာမတူပြီမှလည်းခမရတို့ကအရင်တော့အုပ်လိုက်နေဝင်နေထန်တလာမှာဖလာမှာလည်းခမရတို့ဒီငွင်းငွင်းငွင်းရောငွင်းရွာလာမတူအဲ့ဒီအဲ့ဒီနေရာမှာခမရတို့ကဟာခအထဖလန်တိန်တော့မဲ့အချိန်မှာခမရတို့အုပ်လိုက်နေဟိုဖက်မှာလည်းဝင်ပြန်နေဆိုတော့အခုအချိန်မှာက ချင်းလူငယ်တွေတွေးဆနေတဲ့အချိန်ဖြစ်တယ်လက်နဲ့ကင်ပြီးခမဒီစစ်အာဏာရှင်ကိုတွန်းလှန်ဖို့ရအတွက်အရန်ကိုတက်ကြွပြီးခမတွေးဆနေတဲ့အချိန်ဖြစ်တယ်လူငယ်ဒီတမတာပဲနဲ့ပြည်သူလူထုတွေမှာတွေးပူပြီးတော့တွေးဆူပြီးတော့စိုးရိမ်နေရတဲ့အချိန်တွေဖြစ်တယ်ဆိုတော့ခမားတို့တယောက်အရင်နှောင်းကလိုမျိုးခမားတို့တဖွဲ့ထဲနေတာမဟုတ်တော့ဘူးအခုတွန်းလှန်ရေးကာလနောက်ပိုင်းမှာ CPD ထလာပြီးတဲ့နောက်ပိုင်းမှာခမားတို့ချင်းပြင်းနေမှာဒီတဖွဲ့ဖြစ်လာတယ်တဖွဲ့ဖြစ်လာတဲ့အခါကျတော့သူ့အမည် လုံးလုံးဆယ်ကသူ့နဲ့သူ့မြေကိုမြေကိုသူ့နဲ့သူ့နဲ့ကိုနဲ့ဆိုတာရှိသေးတယ်ရှိလာတယ်ဆိုတော့အဲ့ဒီဟာတွေကဒီဒေါ်လန်ရေးပြီးတဲ့နောက်ပိုင်းမှာအကုန်လုံးချင်းချင်းမျိုးသားရဲ့နေမြေပြန်ဖြစ်လာမယ်လက်ရှိအခြေအနေမှာ CPD ကတိန်းလို့တို့နေမြေကိုတို့နေဖြစ်တဲ့အတွက်ကြောင့်တိန်းတဲ့နေမြေဖြစ်တဲ့အတွက်ကြောင့်မလို့တို့နေလို့ပြောတယ်ခင်ဗျားတို့ CCD တိန်းတဲ့နေဖြစ်တဲ့အတွက်ကြောင့်မလို့တိန်းတဲ့နေရာဖြစ်တဲ့ကြောင့် CPD ပိုင် CCD ပိုင်တဲ့နေရာတို့ခင်ဗျားတို့ပြောတယ် ကျွန်တော်တူပိုင်နဲ့တူကိုပိုင်နဲ့ခင်ဗျားတို့အခုနေလာတယ်။အဲ့ဒီတူပိုင်နဲ့ကိုပိုင်နဲ့နေလာတဲ့အနေအမှာခင်ဗျားတို့စီစီအနေနဲ့အုတ်လိုက်နဲ့တနက်ဒီကင်ပြီးခမခေါဖက်ကိုအုတ်လိုက်နဲ့တွားတယ်ဒီဖက်ကိုအုတ်လိုက်နဲ့တွားတယ်ဆိုတော့ခင်ဗျားတို့တွားတဲ့နေရာမှာတစီပီကကိုရေးတတ်တည်ရှိတယ်။ဆိုတော့မင်းတို့အုတ်လိုက်နဲ့ခေါဖက်မှာရောက်တော့ခေါဖက်ကလည်းတနက်ကင်တဲ့လူတွေကခင်ဗျားတို့နဲ့ပြဿနာတက်လာလိမ့်မယ်။မလိုအပ်တဲ့ဒီအတက်ရှုံရှုံမှုတွေပြတ်ခတ်လာနိုင်တဲ့အခြေအနေရှိတယ်။အဲ့ဒါကြောင့်မလို့စွန်းနာကကျွန်တော်ပြောတာ။ ခင်ဗျားတို့ထိမ့်သိမ်းထားတဲ့နေရာမှာခင်ဗျားတို့အေးစီနေပြီးတော့မှလက်ရှိကြံနေတဲ့ထိမ့်သိမ်းထွက်ရန်စူးစမ်းနေတဲ့ဒီထန်တလန်ဟာခါကိုခင်ဗျားတို့ထိမ့်တဲ့ဒီတိမ့်နိုင်ကိုခင်ဗျားတို့အဲ့ဒီနေရာမှာနေပြီးတော့မှခင်ဗျားတို့စူးစမ်းကြပါအဲ့ဒီစူးစမ်းလို့ရှိရင်ထန်တလန်ခင်ဗျားတို့သိမ့်ပြီးတဲ့နောက်ပိုင်းမှာအဲထန်တလန်နဲ့ဟာခါသိမ့်ပြီးတဲ့နောက်ပိုင်းမှာ CPD ကတီးတင်ကိုတီးတင်ကိုသိမ့်ပြီးတဲ့နောက်ပိုင်းမှာသိမ့်ပြီးလို့ရှိရင်ခဖွေစလုံးကသိမ့်ပြီးလို့ရှိရင်ချင်းပြည်နယ်ကလွတ်မြောက်တဲ့အနေအနေတစ်ခုဖြစ်လာလိမ့်မယ်ပြည်နယ်တစ်ခုဖြစ်လာလိမ့်မယ်အဲ့ဒီအချိန်မှာ ခမားတို့စီစီစီအနေနဲ့ CNSF အနေနဲ့ CP အနေနဲ့ဟိုဖက်ကတခုအတိဆက် RA အနေနဲ့ဒီတနတ်မကင်ပဲနဲ့ကိုလူမျိုးကိုချင်းလူမျိုးအချင်းချင်းစပွဲပေါ်မှာထိုင်ပြီးတော့မှဒီချစ်ကြည်ရင်တလဲပူပုံးရင်ဟာလားအမျိုးသားတက်မလို့တီဆုံရေးကိုခမားတို့လုံရမှာအခုကခမားတို့ကတနတ်နဲ့ခမားတို့ ဟိုဖက်မှာဝင်လိုက်ဒီဖက်မှာဝင်လိုက်နဲ့ခင်ဗျားတို့တွားပြီးခါမှာအချင်းမျိုးသားတိဆိုရင်ချင်းမျိုးသားတက်မလို့ချင်းအချုပ်ချအာနာဆိုပြီးခါမှာအပါဖွေးစည်းဖို့အချင်းကစတဲ့ပြီးခင်ဗျားတို့တွားလို့တာကခင်ဗျားတို့ညင်ချဲရဲကိုဦးတည်တာမဟုတ်ဘူးချင်းလူမျိုးအချင်းချင်းကိုပို့ပြီးတော့မှနော်မလိုလားအပ်တဲ့ပြဿနာတွေမလိုလားအပ်တဲ့မုန်တီးရေးတွေနော်လူမလိုလားအပ်တဲ့ပါသားရေးခွေးချမ်းမှုတွေမလိုလားအပ်တဲ့ဒီလူမျိုးရေးခွေးချမ်းမှုတွေမျိုးနွယ်စုကွေးပြားလာလိမ့်မယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာက CCD အနေနဲ့ ကိုထိမ့်သိမ်းထားတဲ့နေရာမှာနေပြီးတော့ကြံနေတဲ့ဒီထန်တလန်ဟာခါကိုတိုက်ပြီးတော့မှကျိုးစားပြီးတော့2025မှာပြည်စီအောင်တိုက်ပြီးတော့မှဒီ CPD နဲ့စကားပြောပါဆက် ARD နဲ့စကားပြောပါအခုဟာကခမရတို့တိုက်ဖို့ရှိရသားနဲ့မတိုက်ပဲနဲ့ဟိုဖက်မှာအုတ်လိုက်ဝင်လိုက်ဒီဖက်မှာအုတ်လိုက်ဝင်လိုက်တန်းတာကြီးနေအဲ့လိုမျိုးတွေဟိုဖက်ဟိုဖက်ဟိုဖက်ဝင်ဒီဖက်ဝင်တဲ့အခါကျတော့ခမရတို့မှာဟိုမှာတိုက်စရာမျိုးကြီးနဲ့မျိုးကြံသေးတဲ့ဟာကိုဟိုဖက်ဝင်ဒီဖက်ဝင်တဲ့အခါကျတော့ခမရတို့ကဘယ်သူမှအဲ့ဒါအဲ့ဒါကို ဒီ CPD ရတဲ့ခမရတို့ကမကြိုက်တာအဲ့ဒါတိဆက်အားရရတဲ့ခမရတို့ကမကြိုက်တာအဲ့ဒါလုတ်ဆရာရှိတာမလို့ပြတဲ့ဟလာအခုချင်းပြင်းနေမှာဟိုသူများတွေတင်ပြီးတဲ့နေရာတွေမှာတွားပြီးကမှာထုံဖွားထုံဖွားနေဟလာမြုပ်ကြောမြုပ်ကြောနေခမရအဲ့လိုမျိုးလုတ်နေတာကအဲ့ဒါကို CPD ကမကြိုက်တာဆက်အားရရကမကြိုက်တာပြောချင်တာကခမရတို့ထိမ့်သိမ့်တဲ့နေရာမှာခမရတို့အေးစင်းနေပြီးကမှာထိမ့်သိမ့်ဖို့ကြံနေတဲ့ဒီခမရကိုခမရတို့တင်ဖို့အဲ့ဒါပဲခမရတို့စူးစမ်းဖို့လိုတယ်နော်ပြောချင်တာက အဲ့ဒါဆိုလို့ရှိရင်မြို့ဒီလွတ်မြောက်ပြီးတဲ့နေမြေဖြစ်လာလို့ရှိရင်ခမားတို့ကကိုချင်းလူမျိုးစီပီလက်ချင်းမဲ့ဆက်အားရေးလက်ချင်းမဲ့ခမားတို့ SNA ဆက်လက်ချင်းမဲ့ချင်းရဲ့မျိုးသားအချင်းချင်းမပြန်လဲမကြည်အေးဆရာမပူပေါင်းနိုင်ဆရာပါတခုမှမရှိဘူးခမားတွေလူခမားတို့လည်းလူဆရာရှိတာလို့ဟိုမှာလည်းဒီစီပီလက်လူဆရာရှိတာလို့အဲ့ဒါမှခမားတို့ဒီဒီပြန်လဲပူပေါင်းရေးဒီဆိုရေးကာလခမားတို့တွန်းနေမှာဖြစ်တယ် ဟိုမြောက်ဟိုဖွဲ့ဟိုဖဲ့သူများတင်ပြတဲ့နေရာကိုဟိုမြောက်ကြောင့်တောင်းဟိုမြောက်ကြောင့်မြောက်ကြောင့်နဲ့ထုံဖောထုံဖောနဲ့တနဟိုအုတ်လိုက်ဝလက်တီဖက်မှာအုတ်လိုက်ဝနဲ့ခင်ဗျားတို့နေတော့ခင်ဗျားတို့ကမလူရည်မကြိုက်တာချင်းလူမျိုးတွေမကြိုက်တာအဲ့ဒါပဲနောက်ပြီးခမခင်ဗျားတို့ဒီ CNHF အနေနဲ့အာတခုတီးဖို့ကအရင်အရေးကြီးတဲ့အချက်တခုကဘာလဲဆိုလို့ရှိရင် CNHF ကအာချင်းဒီတူလူထုကနဲ့ပေါက်ဖွားလာတဲ့တတ်မလို့မဟုတ်ဘူးကျွန်တော်တို့ချင်းပြည်သူလူထုကနေပြီးခမဟာလား ဒီမွေးဖွားမွေးဖွားပေးလိုက်တဲ့ချင်းအမျိုးသားအမျိုးသားတတ်မလို့ချင်းအမျိုးသားတတ်မလို့မဟုတ်ဘူးစင်အင်စင်အပ်ဆိုတော့ကခမားတို့ကကိုဟန်နဲ့ကိုတနက်ကင်လာပြီးခမအာထလာတဲ့လူတွေဖြစ်တယ်နော်ပါတီကနေခမားတို့ကဒီလက်နဲ့ကင်နဲ့အဖွဲစီဖြစ်လာတဲ့အဖွဲစီဖြစ်တယ်ချင်းအမျိုးသားချင်းလူမျိုးတွေကနေပုတ်ဖွားလာတဲ့တရားဝဲမွေးဖွားပေးလိုက်တဲ့တတ်မလို့မဟုတ်ဘူးဆိုတော့ကိုခမားတို့တိဖို့လို့ဆိုတော့အဲ့ဒီလိုပြောလိုက်တော့ချင်းပြည်နယ်မှာချင်းအမျိုးသားတတ်မလို့မရှိရဘူးလားဆိုတော့မင်းခွင့်မင်းဆရာဖြစ်လာတယ် ဆိုတော့ရှိရမယ်ချင်းပြည်ထဲမှာချင်းရဲ့မျိုးသားတက်မလို့ရှိကိုရှိရမယ်အဲ့ဒီရှိဖို့အတွက်ကပြည်သူလူထုကနေပြီးတော့မှ100%ထောက်ခံပြီးတော့မှမွေးဖွားမွေးဖွားပေးလိုက်တဲ့အမျိုးသားတက်မလို့ဖြစ်ရမယ်ဖြတ်ဖြတ်တတ်တတ်ဥထုတ်တဲ့ကာကွယ်ပေးတဲ့ချင်းအမျိုးသားတက်မလို့ဖြစ်ရမယ်နံပါတ်၁ပြည်သူလူထုကနေပုတ်ဖွားလာတဲ့အမျိုးသားတက်မလို့ဖြစ်ရမယ်နော်စီပီလက်ထုံကြီးအတူပဲတော်လိုင်းပြီးတဲ့နောက်ပိုင်းမှာ ပြည်သူလူထုကနေပြီးတော့မှ100%မထောက်ကမ်းမဲ့တဲ့ပေတော့အခါမှချင်းပြည်နယ်ရဲ့အမျိုးသားတပ်မတော်မဖြစ်လာနိုင်ဘူးခင်ဗျားတို့စီစီလေးအတူတူပဲဆိုတော့တော်လှန်ရေးပြီးတဲ့နောက်ပိုင်းမှာခင်ဗျားတို့လည်းလှုပ်ဆရာရှိတယ်လို့စီပီလည်းလှုပ်ဆရာရှိတယ်လို့ဟာလာဆက်အာရီလည်းစတဲ့ဖြစ်ဖို့သူလှုပ်ဆရာရှိတဲ့ဟာလူလုံးမယ်တော်လှန်ရေးပြီးတဲ့နောက်ပိုင်းမှာချင်းအမျိုးသားအချင်းချင်းပြန်လဲဆုံစည်းပြီးတော့မှ ီတနတ်တနတ်ဒီကိုချခဲ့ပြီခမဟာလာနင်ချင်းဆိုင်ပြီးတော့မှဟာလာညေကိုပွန်းဖော်လိုမျိုးစကားပြောပြီခမဒီချင်းပြည်ရဲ့အရေးကိုခမတို့ဆွေးနွေးလို့ရှိရင်ဂျင်အေးမဂျင်အေးဆီပါအကြောင်းမှမရှိဘူးအဲ့ဒီအချင်းကနေစာပြီးတော့မှချင်းပြည်နဲ့လွတ်မြောက်ပြီဆိုလို့ရှိရင်အားလုံးချင်းအမျိုးသားအားလုံးပူးပေါင်းပြီးတော့မှဟလာထိုင်ပြီးတော့မှချင်းအမျိုးသားတတ်မတော်ကိုကျွန်တော်တို့ဖွေစီရမှာဖြစ်တယ်။အဲ့ဒီဖွေစီလိုက်တဲ့ဟာကချင်းတမျိုးသားလုံးကနေထုတ်ခံပြီးတော့မှထုတ်ခံထုတ်ခံဖို့ရအတွက်အရန်အရေးကြီးတယ်။အဲ့ဒါမှပြည်သူလူထုကနေပြီးတော့မှ ကျွန်တော်တို့ကိုဒီထောက်ခံလာလိမ့်မယ်အဲ့ဒါမှနံပါတ်1 100%ချင်းဒီဒူလူထုကနေပြီးတော့ကမှအာမွေးဖွားပေးလိုက်တဲ့အမျိုးသားတတ်မလို့ဆိုတာဖြစ်လာမယ်ဆိုတော့အဲ့ဒါမှဒီဒူလူထုကလည်းလိုအပ်တဲ့အချိန်ကျလို့ရှိအမျိုးသားတတ်မလို့ကအစီအမြဲကူညီမှာဖိမမှာကူညီမှာဖြစ်တယ်ကျွန်တော်တို့က ချင်းအမျိုးသားတတ်မလို့ဖြစ်လာပြီးခမပြည်သူလူထုရဲ့ထောက်ခံမှုမပါဘဲနဲ့ပြည်သူလူထုကလည်းမမွေးဖွားပြီးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူလူထုကလည်းအပေတော့အခါမှာညင်ချင်းကျွန်တော်တို့ကအတက်ခံဖြစ်လာလိမ့်မယ်အဲ့ဒီအချိန်ကျလို့ရှိရင်ကျွန်တော်တို့ကဒီပြည်သူလူထုကလည်းကျွန်တော်တို့အမျိုးသားတတ်မလို့ဆိုပြီးဖွင့်လိုက်တဲ့ဟာကအားအားပေးလာမှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ခမားတို့ကလည်းဒီဒီတော်လှန်ရေးကာလမှာနံပါတ်၁ကခမားတို့ကျွန်တော်တို့ပြောဆရာမလို့ပဲနဲ့ခမားတို့တီးဖို့ကလို့ဆရာရှိတာလုပ်မယ်ပြည်တတ်အောင်လုပ်မယ်ပြီးလို့ရှိရင် DCPD ကိုလည်းကျွန်တော်တို့စကားပြောမယ် SRA ကိုလည်းစကားပြောမယ် ဟလာအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဒီပြီးထုံးဒီချင်းပြည်နယ်လွတ်မြောက်ရေးဒီချင်းပြည်နယ်မြို့သားတပ်မတော်ကိုတီထောင်မယ်ချင်းပြည်နယ်ကိုကျွန်တော်တို့ဘယ်လိုကာကွယ်မလဲစသဖြင့်ကျွန်တော်ဆွေးနွေးလို့ရမယ်အခုဟာကခမားတို့လုတ်တဲ့ပုံစံကချင်းပြည်သူလူထုကလည်းခမားတို့ကိုအာမွေးဖွားပေးလိုက်တဲ့တပ်မတော်လည်းမဟုတ်ပင်းနဲ့ခမားတို့ကလည်း